ဂါဇာပြည်ရဲ့စာချုပ်ကိုချိုးဖောက်ရင်ဟာမတ်အဖွဲ့ကိုတုတ်တင်သွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတင်းလာနေမှာသတိပေးလိုက်ပါတယ်။ဒါပေမဲ့ပါလက်စတိုင်းစစ်သွေးကြွအုပ်စုကို အပြည့်ရဲ့ရေးစာချုပ်ကို လိုက်နာဖို့သူအခွင့်အရေးပေးမယ်လို့လည်းပြောဆိုလိုက်ပါတယ်။အဲ့လိုထရန့်ရဲ့မှတ်ချက်စကားထွက်ပေါ်လာပြီးမကြမီမှာပဲဒုသမ္မတ JD Vance အစ္စရေးကိုထွက်ခွာသွားပြီးအဲ့ဒီနေရာမှာရောက်ရှိနေတဲ့ထိတ်တန့်အမေရိကန်တန်တမန်နှစ်ဦးနဲ့အစ္စရေးမှာတွေ့ဆုံမှာဖြစ်ပါတယ်။ ကျိုးပြက်လွယ်တဲ့အပြစ်ရဲ့စာချုပ်ပြက်ပြဲနိုင်တဲ့တရင်ဘက်ကောင်ကအကြမ်းဖက်မှုတွေဖြစ်ပွားပြီးအဲ့ဒီလိုတွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ဟာမတ်စ်နဲ့သဘောတူညီချက်ယူခဲ့တာသူတို့ကကောင်းကောင်းမွန်မွန်နေပါမယ်၊စည်းကမ်းတကျနေပါမယ်၊မွန်မွန်ရည်နေပါမယ်ဆိုလိုယူခဲ့တာပါလို့ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီယယ်ဘာနီစ်ကိုလက်ခံတွေ့ဆုံရမှာထရန့်ကတရင်တော်တွေကိုပြောကြားခဲ့ပါတယ်။ ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအေဘာနစ်ကိုလက်ခံတွေ့ဆုံရမှာထရန့်ကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။သူတို့ဒီလိုမနေဘူးဆိုရင်သူတို့စီသွားပြီးချေမုံတုတ်တင်ပြင်မယ်။လိုအပ်လာရင်ဒီလိုလုပ်မယ်။သူတို့ကိုတုတ်တင်ပြင်မယ်။ဒါကိုသူတို့သိပါတယ်လို့ထရန့်ကပြောပါတယ်။ဂါဇာသဘောတူညီချက်ရရှိရေးမှာထရန့်ကဂျာဝင်ကူညီဆောင်ရွက်ပေးကြတာပါ။ ဒါပေမဲ့တေဆုံးပြီးဇာကန်ရဲ့ရုပ်အလောင်းတွေလွှဲပြောင်းပြီးမှနှောင့်နှေးကြံ့ကြာမှုတွေရှိနေတယ်လို့ Israel ကဆွဆွဲပြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်အဲ့ဒီစာချုပ်ဟာချိန်ချောက်ခံနေရပါတယ်။သူတို့အဖွဲ့ဟာစာချုပ်အပေါ်လိုက်နာစေရှိတယ်လို့ Hamas အဖွဲ့ရဲ့ထိတ်တန်းစစ်ဆက်ညှိနှိုင်းသူ Khalil El-Hirwa ကအီဂျစ်သတင်းဌာနကိုပြောထားပါတယ်။ လွတ်သောမီဒီယာဖြင့်ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကူညီနိုင်ကြောင်းလည်းအသိပေးဖိတ်ခေါ်လိုက်ပါရစေ။